ရသော်ဘုရားကိုချီးညူရုံနဲ့အပယ်မရောက်နိုင်ဘူးလို့ရသော်ဘုရားကိုယ်တိုင်အမေရှိခဲ့တဲ့တုတ်တန်တစ်ခုရှိတယ်။အာယုဒ္ဓနိခေတရဏာလိဆိုတဲ့တုတ်တန်ရသော်ဘုရားတထာဂတိသတ္တတ္တမတ္တံပေမမတ္တံ ဒီစကားလေးကိုခေါ်ထားတာရှိနော်မြတ်စွာဘုရားအပေါ်မှာကြီးညိုညိုနေတဲ့ဘုရားအပေါ်မှာတရားတရားရှိတယ်ဉာဏ်လုံးမှုရှိတယ်အဲ့ဒီလိုဘုရားအပေါ်မှာကြီးညိုမှုတရားဉာဏ်လုံးမှုပြေမဆိုတဲ့ဒီတရားလေးရှိကိန်းယုံနဲ့ပဲအပေကလွတ်တယ်လို့မြတ်စွာဘုရားဟောထားတယ် ဒီတုတ်တာမှတ်သားချဖို့နော်အဲ့တော့မြတ်စွာဘုရားကိုခြင်းညွှရခြင်းရဲ့အကျိုးဟာဘုရားမှခြင်းမားတယ်အပေကနေပြီးတော့လွတ်ဖို့လို့ဆိုတာအာဟုတုတွေပြင်းနေနေကြတဲ့တရဝါတွေတဏယာမှာအမှားမှအရင်ရင်းနေပြုလုပ်ခဲ့သည့်အတွက်အာဟုတုတရားတွေမြောင်များစွာကိန်းနေတဲ့တရဝါတွေတဏ အပေကြဖို့ခလားလားအမြဲတမ်းပညာအဲဒီလိုအပေကြနိုင်တဲ့အကုသိုလ်တွေရှိနေတဲ့ကစားရသော်ဗျာအပေါ်မှာကြီးညိုတဲ့တရာဆွမ်းအားကအပေမကြအောင်ထိန်းထားနိုင်တယ်ဆိုတဲ့ပြန်ပြောရအောင်အဲ့တော့အပေမကြစေနိုင်တဲ့မကြတဲ့ပုဂ္ဂိုလ်